အားလုံးပဲမင်္ဂလာပါခင်ဗျာပုံမှန်ပြထားတဲ့လမ်းကြောင်းကတော့အားလုံးသိကြတဲ့ရီမန်ချက်ပန်းတိုင်ကိုရောက်နိုင်တဲ့ရီမန်ချက်အောင်မြင်လမ်းမှာဖြစ်ပါတယ်ဒီလမ်းကလေးဟာလက်ညူအောက်ကြာတာပြည်ဂျူခုံမှာတည်ရှိနေပါတယ်ဒီလမ်းစားထွက်တဲ့နေရာကအသက်လမ်းနဲ့ညံလမ်းပေါင်းစုံရာကနေစတင်ထွက်ပေါ်လာပြီးလက်ညူစီကိုဥတီနေပါတယ်ဒီလမ်းကလေးဟာမွေးရာပါမပါရှိတတ်တဲ့သဘောရှိပါတယ်ဒါပေမဲ့လက္ခဏာရှင်ရဲ့ထက်မြက်တဲ့ဉာဏ်ပညာနဲ့ ဇွဲလုံးလာဝိရိယတွေပူပေါင်းပြီးစဉ်ဆက်မပြတ်စူးစမ်းအားထုတ်မှုတွေကြောင့်ဖြစ်ပေါ်လာတတ်ပါတယ်။ဒီလန်းကလေးဖြစ်ပေါ်လာပြီးဆိုရင်လက္ခဏာရှင်ရဲ့အောင်မြင်တိုးတက်လိုတဲ့စိတ်အကြောင်းကြိုးစင်ခြင်းတတ်တဲ့ဉာဏ်ရည်စဉ်ဆက်မပြတ်စူးစမ်းအားထုတ်မှုတွေကကာလကြာရှည်စွာနဲ့ပေါင်းစပ်မိတဲ့အခါမှာတော့ကံတရားကသူ့အတွက်သူယုံကြည်စွာနဲ့စူးစမ်းခဲ့တဲ့ဘဝဆန္ဒတွေဟာပြေဝအောင်မြင်လာစေပါမယ်။တင်းရက်လက်မှာဒီလိုဒေါင်လိုက်မြင်းကြောင်ပေါ်ထွက်လာပြီးဆိုရင် ်သင်ရဲ့အနာဂတ်ကာလမှာဘဝအတွက်သင်ယုံကြည်ပြီးစူးစမ်းခဲ့တဲ့ရည်မှန်းချက်တွေကိုအလွယ်တကူပဲအောင်မြင်လာစေနိုင်မှာဖြစ်တဲ့အကြောင်းကိုလက္ခဏာပညာကပြသနေခြင်းဖြစ်ပါတယ်။ဒါပေမဲ့ဒီကံကောင်းစီတဲ့လမ်းကြောင်းလေးဟာအတိတ်ကံကြောင့်ဖြစ်စေယခုဘဝမိမိပြုတဲ့ကံအသစ်တွေကြောင့်ဖြစ်စေရုပ်တရက်အသစ်ဖြစ်ပေါ်လာတတ်တာမျိုးလည်းရှိသလိုပြန်လည်ပြီးပျောက်ကွယ်သွားတတ်တာမျိုးလည်းရှိတတ်ပါတယ်။နောက်တစ်ခုကတော့ကံလမ်းကြောင်းရဲ့အပြားပိုင်းဟာကြာသပတိဂျိုခုံကိုရောက်ရှိနေခြင်းပဲဖြစ်ပါတယ်။ အများအဖြစ်ကံလန်းကြောင်းဟာစနေဂျူခုံစီကိုပဲဥတီတက်လိရှိပါတယ်။အကယ်၍သင်ရလက်မှာပုံမှန်ပြထားသလိုမျိုးကံလန်းထီယိုရဲ့အပြားဟာကြာသပတိဂျူခုံစီကိုရောက်ရှိနေမှာဆိုရင်လက္ခဏာရှင်ဟာတက်လက်ပိုင်းအရွယ်မှာယာရုတိုးခြင်း၊နေရာရခြင်း၊ဦးစီးဦးဆောင်လောက်ကန်ရခြင်း၊ကိုယ်ပိုင်စီးပွားရေးတွေကိုပိုင်ဆိုင်နိုင်ခြင်းစတဲ့ကောင်းကျိုးတွေကိုပိုင်ဆိုင်ရရှိနိုင်ပါတယ်။ဒီကနေ့လက္ခဏာပုဒ်တလေးကတော့ဒီလောက်ပါပဲ။အားလုံးရှင်လန်းချမ်းမြေ့နိုင်ကြပါစေခင်ဗျာ။ ောက်လက္ခဏာတစ်ခုကတော့ကောင်းမွန်တဲ့ကံကြမ္မာလမ်းကြောင်းပဲဖြစ်ပါတယ်လက္ခဏာပညာရက်ကလိုဝက်နဲ့နေတဲ့သဘောရှိပါတယ်ဒါပေမဲ့လည်းထွက်ရှိလာတဲ့လမ်းကြောင်းတိုင်းကတော့ကောင်းမွန်ပြည့်စုံဖို့မလွယ်ကူလာပါဘူးယခုပုံမှန်ပြထားတဲ့လက်ပွားအလေတက်တက်ကထွက်ရှိလာတဲ့ကံကြမ္မာလမ်းကြောင်းအခွပုံတံအနေထားဟာလက္ခဏာရှင်တွက်ကံကောင်းမှုဖြစ်လာပြီမယ်ပင်မလမ်းကြောင်းကြီးဟာအကျိုးပေးမှုအားနည်းနေပါတယ်ပင်မလမ်းကြောင်းကထွက်လာတဲ့လမ်းခွဲလေးကတော့လက္ခဏာရှင်အတွက်အထောက်ပံ့ကံကောင်းမှုကိုပေးစွမ်းနိုင်တဲ့အမှတ်အသားဖြစ်ပါတယ် ဒါကြောင့်လက္ခဏာရှင်ရဲ့ဘဝမှာကောင်းမှုနဲ့ကံတရားအကျိုးကိုခံစားရနိုင်ပြီမယ်လက္ခဏာရှင်ရဲ့အတိတ်ဘဝကကံအကျိုးပေးကတော့ထိုက်တင်သလောက်အားကောင်းမှုအားနည်းချက်တွေကိုတော့တွေးရှိရတာဖြစ်တဲ့အတွက်ကြောင့်လက္ခဏာရှင်ဟာဘဝမှာစူးစမ်းအားထုတ်မှုတွေကိုပြုလုပ်ပြီးမှပဲမိမိရဲ့ကိုယ်ပိုင်အိမ်ခြံနဲ့ကောင်းမွန်စွာနေထိုင်ရမှာဖြစ်ပါတယ်တကယ်လို့လက္ခဏာရှင်ရဲ့ခရင်ကွာပုံသဏ္ဍာန်ကံကြမ္မာလမ်းကြောင်းဟာတည်နှက်ထင်ရှားနေမှာဆိုရင်တော့လက္ခဏာရှင်ဟာဘဝမှာကောင်းမှုပြည့်စုံတဲ့ဘဝကိုခံစားနေထိုင်ရမှာဖြစ်ပါတယ် နောက်ပြီးသူရဲ့လက်မထိတ်ကစပါးစီအမသားကလည်းလက္ခဏာရှင်အတွက်အိမ်ချမ်းပြေရင်ကားငွေကြေးစည်းဘဥစ္စာကိုရရှိခံစားရမယ့်အမသားတစ်ခုလည်းဖြစ်ပါတယ်။အမွေနေ့လေးလည်းရတတ်ပါတယ်။ဒီအမသားနှစ်ခုကြောင့်လက္ခဏာရှင်ဟာကောင်းကျိုးကိုခံစားရမှာတည်ကြပါတယ်။နောက်တစ်ခုကတော့ညံလန်းချောင်းအကြောင်းပါ။လက္ခဏာကလန်းချောင်းတွေဟာအချင်းအကျဲအထူးပါအတိန်နဲ့ကိုလိုက်ပြီးအဲ့ဒီလန်းတွေရဲ့အကျိုးအာနိသင်တွေကွဲပြားသွားကြပါတယ်။လူတယောက်ရဲ့ညာရင်ရဲ့သွေးကောင်းမြင်မှုအောင်မြင်ပြည့်ထွန်းမှုတွေကို ဉာဏ်လန်းကြောင်းကိုကြည့်ချင်းအဖြစ်သိနိုင်ပါတယ်။ပုံမှန်ပြထားတဲ့ဉာဏ်လန်းကြောင်းဟာမထူမပါမသေးမကြီးအိမ်သုံးအဝတ်ချုပ်အချောင်းလိုမျိုးအနေတော်ဖြစ်နေပါတယ်။အလွန်ကောင်းမွန်တဲ့ဉာဏ်လန်းကြောင်းတိဆောက်ပုံပဲဖြစ်ပါတယ်။အကျိုးအနိသင်များကတော့ဉာဏ်ပညာကောင်းခြင်း၊သင်လွယ်တက်လွယ်ခြင်း၊ဘာရည်နဲ့ရည်ရှိခြင်း၊ပညာဉာဏ်လုပ်ငန်းတို့နဲ့စီးပွားဖြစ်တတ်ခြင်း၊အကျိုးပြုခြင်း၊ဘဝအောင်မြင်ဖြစ်တွန်းလွယ်ခြင်းစတဲ့အကျိုးကျေးဇူးတွေကိုရရှိစေပါတယ်။ နောက်တစ်ခုကတော့လူချစ်လူခင်ပေါ်များလုံးနဲ့လက်မအရင်တောက်ကြဂျူခုံပေါ်ကဒေါင်လိုက်မြင်းတွေပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လောက်ဝါပြင်ကိုကြည့်လိုက်ပါ။လက်မအရင်တောက်ကြဂျူခုံပေါ်မှာဒေါင်လိုက်မြင်းတွေများများရှိနေမယ်ဆိုရင်အချစ်ရည်မှာစမ်းပွင့်လွန်မယ်။ကိုချစ်မိတဲ့သူအပေါ်ကိုကစတင်ချစ်ရည်ဆိုစရာမလိုပဲတခြားတစ်ဖက်ကစိတ်ဝင်စားခြင်းအလေးပေးခြင်းကိုဆက်ဆံခံရတတ်ပါတယ်။စမ်းပွင့်လွန်တဲ့အတွက်ရွယ်လူချင်းတွေကတော့မနာလိုတာကိုခံရတတ်ပါတယ်။အမှုပညာရက်ဝန်းတွေအလပရေးရရက်ဝန်းတွေ function designer ပန်းလာစင်ပညာရှင် စာပေပညာရှင် အဆိုတော်တီထွင်ဖန်တီးရတဲ့ပညာရှင် စားတဲ့နေပယ်ရက်ဝန်းတွေအတွက်မတင်မပဲနဲ့တရှိန်ထိုးအောင်မြင်တတ်ပါတယ်ဘဝမမြင်ဘဝမမေ့ပဲနဲ့အတိတတိနဲ့ထိုင်နိုင်ဖို့တော့လိုပါတယ်ပုံမှာပြထားတဲ့လက္ခဏာမှာကံလန်းချောင်းနှစ်ချောင်းပါပါတယ်ဒီလိုကံလန်းချောင်းနှစ်ချောင်းပါလာခဲ့မယ်ဆိုရင်ရေဘူးရအဖြစ်မတူညီတဲ့အသက်မွေးဝမ်းချောင်းနှစ်ခု သို့မဟုတ်ဝါသနာနှစ်ခုသို့မဟုတ်လုပ်ငန်းနှစ်ခုတို့ကနေဝင်ငွေနှစ်ခုကိုတပြိုင်တည်းရရှိမယ်လို့ပေါ်ပြနေပါတယ်အဲ့ဒီအတွက်လဲလက်ဝါပြင်ပေါ်ကဂျိုးခုံတွေလဲအားကောင်းရပါမယ်လမ်းကြောင်းတွေကလဲတန့်ရှင်းပြီးပြင်ပြရမယ်အပြစ်အနာအစာတွေလဲกินလို့ရပါမယ်ဒါဆိုရင်တော့သူကအလုတ်နှမျိုးလောက်ကန်ရတက်တယ်လို့ဝင်ငွေဟာလဲနနေရာကနေရရှိနေတတ်ပါတယ်အဲ့ဒီလမ်းကြောင်းနှစ်ခုတဲကမှပုံမထင်ရှားတဲ့လမ်းကြောင်းကဝင်ငွေပိုကောင်းတတ်ပါတယ် နောက်တစ်ခုကတော့အောင်မြေလမ်းပဲဖြစ်ပါတယ်။အောင်မြေလမ်းတွေကဒီပေါက်တာမျိုးတွေမရှိပါဘူး။ဒါပေမဲ့အလုံနဲ့ပတ်သက်လာရင်တော့ပြီးမြောက်အောင်မြင်တဲ့အထိပေးစွမ်းနိုင်ပါတယ်။တင်းရက်လက်မှာကံလန်းချောင်းကလည်းပါမယ်။အောင်မြေလမ်းချောင်းကလည်းပါမယ်ဆိုရင်တင်းဟာတင်းရက်ကြိုးစားမှုတွေကနေငွေကြေးပေါင်းမြောက်များစွာကိုရှာဖွေနိုင်တဲ့အထိအကျိုးပေးပါတယ်။နောက်ပြီးတင်းရက်အောင်မြေလမ်းချောင်းကလည်းတပြောက်တည်းထောင်တက်နေတာထက်စာရင်ပုံမှန်ပြထားသလိုမျိုးအခက်လက်တွေဖြာတက်နေမဲ့ဆိုရင်တော့ သင်ရဲ့အလုပ်မှာအောင်မြင်မှုကြီးကြီးမားမားရပါလိမ့်မယ်။အိမ်ချမ်းမြေကားတွေကိုပိုင်ဆိုင်ခွင့်ရပါလိမ့်မယ်။ဝင်ငွေမြင့်မြင့်မားမားရတဲ့အတီးကိုရှာဖွေနိုင်တဲ့သူတွေဖြစ်ပါလိမ့်မယ်။နောက်ဆုံးတစ်ခုကတော့ရက်ဆက်တက်တဲ့သူရဲ့လက္ခဏာပဲဖြစ်ပါတယ်။ပုံမှန်ပြထားသလိုမျိုးညာလန်းချောင်းဟာနှလုံးလန်းချောင်းကိုကော့တက်ပြီးထိုးဖောက်ထွက်သွားမယ်ဆိုရင်ဒီလူဟာရက်ဆက်တက်တဲ့သူဖြစ်ပါတယ်။အကယ်၍လက်တန်းကမှကောက်နေမယ်ဆိုရင် သူဟာဇနီးတကြခိုးမဲ့သူဓမြတိုက်မဲ့သူလူမဲ့သူအထီးကိုဖြစ်သွားတတ်ပါတယ်ပုံမှန်ပြထားတဲ့လက္ခဏာကအသက်50ဝန်းကျင်ရှိတဲ့အမျိုးသားတဦးရဲ့လက်ဝါးမြင့်ဖြစ်ပါတယ်သူရဲ့လက္ခဏာမှာဘာထူးခြားမှုတွေရှိနေမလဲသူကဘာစီးပွားရေးတွေနဲ့အောင်မြင်တိုးတက်နိုင်မှာလဲပုံမှန်ပြထားတဲ့သူရဲ့လက်မှာကံကောင်းစီတဲ့အမတ်သား3ခုပါလာပါတယ်အဲ့ဒါတွေကတော့နံပါတ်1အမတ်သား ူရဲ့လက်ခလဲအောင်စနေဂျိုခုံထိတ်မှာကြောင်းမြတ်တင်ဂေတရှိနေပါတယ်။ဒီတင်ဂေတဟာကြောင်းမြတ်ယရနာလုပ်ငန်းတွေနဲ့အကျိုးပေးတဲ့တင်ဂေတတစ်ခုဖြစ်ပါတယ်။နံပါတ်2အမှတ်သားသူရဲ့လက်သကြွယ်ချင်းရင်တနင်္ဂနွေဂျိုခုံမှာအောင်လံတင်ဂေတရှိနေပါတယ်။လက်သကြွယ်အောင်တနင်္ဂနွေဂျိုခုံကအောင်လံတင်ဂေတဟာအောင်မြင်ခြင်းကြော်ကြားခြင်းစီးပွားရေးမှာထိတ်ဆုံးရောက်စေခြင်းစတဲ့အကျိုးတွေကိုရရှိစေနိုင်ပါတယ်။နံပါတ်3အမှတ်သားကတော့ လက်တန်းအောင်နှလုံးလန်းအထက်ဗုဒ္ဓဂူဂျိုခုံကကျွန်းတောင်းတင်ဂီတပဲဖြစ်ပါတယ်ဒီကျွန်းတောင်းတင်ဂီတကတော့အယောင်းဝယ်လုပ်ငန်းတွေမှာထူးချွန်စေပါတယ်အယောင်းဝယ်လုပ်ငန်းတွေနဲ့အကျိုးဖြစ်စေပါတယ်ဒါကြောင့်လက်ပိုင်ရှင်ဟာကြောင်မြတ်ရတနာတူဖော်ရေးလုပ်ငန်းကြောင်မြတ်ရတနာအယောင်းဝယ်လုပ်ငန်းတွေမှာထိတ်ဆုံးရောက်တဲ့အထိဈေးပွားရေးတိုးတက်အောင်မြင်နိုင်ပါလိမ့်မယ်နောက်တစ်ခုကတော့လက်တန်းအောက်ကအိမ်တော်ကြီးလမ်းကြောင်းပဲဖြစ်ပါတယ်ပုံမှန်ပြထားသလိုမျိုးအိမ်တော်ကြီးလမ်းကြောင်းမှာခရင်ကွားတွေပါနေမယ်ဆိုရင် ိမ်တော်ရေးကံမကောင်းတတ်ပါဘူးအိမ်တော်ရေးမตายာတတ်ပါဘူးတဦးနဲ့တူစေတနာမေတ္တာတွေဂုံခန်းသွားခြင်းအစီမကတ်ခြင်းမာနပြန်ခြင်းစတဲ့အိမ်တော်ဆိုတဲ့အနတ်အဓိပ္ပာယ်ရဲ့စန့်ကျင်ဘက်သဘောလိုမျိုးဖြစ်လာတတ်ပါတယ်အသက်30အတွင်းအိမ်တော်ပြုမယ်ဆိုရင်အဲ့ဒီသဘောတွေကပုံများလာတတ်ပါတယ်အသက်30ပြည့်ပြီမှအိမ်တော်ပြုမယ်ဆိုရင်တော့အဲ့ဒီအဆိုးအညံ့တွေကတော်တော်ညော့နေသွားတတ်ပါတယ် ဒီနေရာမှာမှတ်ချက်ကတော့အိမ်တော်ရေးကံကောင်းမကောင်းဆိုတာကလည်းဒီအမတ်သားတစ်ခုထဲကိုပဲကြည်ပြီးဆုံးဖြတ်ရတာတော့မဟုတ်ပါဘူးအကျန်းအဖြစ်ဒီလိုအမတ်သားပါလာရင်ဒီလိုအကျိုးတွေဖြစ်လာနိုင်တာကိုသိစေဖို့အတွက်ပဲဖြစ်ပါတယ်ဒီကနေ့လက္ခဏာပုရုဒ္ဒတွေကတော့ဒီလောက်ပါပဲအားလုံးရှင်လန်းချမ်းမြေနိုင်ကြပါစေခင်ဗျာ